ွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခွင့်ရဖို့အတွက်ပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC ထံအတနာခံစာတင်ထားတယ်လို့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကပြောပါရယ်ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ဖို့ကိုစလဲလောင်းအမည်စင်းကနေပယ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးနိုဝင်ဘာလ၁ရက်နေ့ကရန်ကုန်မြို့တောင်ဝင်းမြို့နယ်က Sky Star Hotel မှာပြုလုပ်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီရွေးကောက်ပွဲကျင်းပစာတမ်းမိတ်ဆက်ခြင်းအခမ်းအနားမှာဒေါ်သက်သက်ခိုင်ကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ UEC ကိုအတနာခံစာတင်ထားပေမဲ့ UEC ကဒီအတနာခံစာကိုလက်ခံမခံဆိုတာဒီနေ့အထိအကြောင်းမပြန်သေးဘူးလို့လဲတော်တတ်ခိုင်ကပြောပါတယ်။သူအနေနဲ့ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ခွင့်မရှိရင်လေပါတီဥက္ကဋ္ဌအဖြစ်ဆက်ရှိနေမှာဖြစ်တယ်လို့ဆိုပါတယ်။သူဟာဗဟန်၊ကမာယွတ်အလုံး၊စမ်းကြောင်၊ကြည်မနိုင်၊လှိုင်း၊မယန်းကုံ၊မြောက်ကလာမြို့နယ်တို့ပါဝင်တဲ့ရန်ကုန်တိုင်းအမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမှတ်နှစ်ကနေဝင်ရောက်ရှင်ပြိုင်ဖို့ရှောက်လာတင်သွင်းထားတာဖြစ်ပါတယ်။ လက်ရှိမှာပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ပြည်သူ့လွှတ်တော်မှာ193ရောက်အမျိုးသားလွှတ်တော်မှာ144ရောက်ကိုယ်စားလှယ်လောင်းအဖြစ် UEC ရဲ့အတိအမှတ်ပြုခြင်းကို ခံရပြီးဖြစ်တယ်လို့သူကပြောပါတယ် UEC အနေနဲ့ပြီးခဲ့တဲ့အော်တိုဘာလ19ရက်နေ့မှာတတိခံကပ်ပြားထုတ်ပေးခဲ့တာဖြစ်ပြီးတော့အော်တိုဘာလ21ရက်နေ့ညနေပိုင်းမှာတော့ဒေါ်သက်သက်ခိုင်ကို ကိုယ်စားလှယ်လောင်းစီးရင်ကနေပယ်ဖျက်လိုက်တဲ့ဆိုပြီးအကြောင်းကြားခဲ့တာဖြစ်တယ်လို့သူကပြောပါတယ်ဒါကြောင့်အော်တိုဘာလ24ရက်နေ့မှာ ဒေါက်တာတက်ခိုင်က UEC ကိုအတနာခံစားတင်ခဲ့တယ်လို့ကံမောစာဘန်ကိုလည်းအော်တိုဘာလ30ရက်နေ့မှာအကျွေးချက်သိန်း9000ကိုပေးဆောင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ဒေါက်တာတက်ခိုင်ဟာရန်ကုန်မြို့ကဘာရီဖျားလန်းနဲ့ဆီယာဆန်လန်းထောက်မှာရှိတဲ့68 resident အင်အားစီမံကိန်းကိုအကောင့်ထည့်ဖို့ဖို့ကံမောစာဘန်စီကငွေကျပ်ဘီလီယံ100ကျော်ချေးယူထားတယ်လို့သတင်းတွေထွက်ပေါ်နေတာပါ။ ကရင်ပြည်နယ်မြဝတီမြို့မှာရှိတဲ့ KK Pack ကြားဖြန့် online ငွေလုပ်ငန်းတွေကနေနိုင်ငံခြားသား1500ကျော်ဟာထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတင်းရှောင်လာတဲ့အတွက်ထိုင်းမြန်မာနယ်စပ်မှာထိုင်းစစ်တပ်ကလုံခြုံရေးတင်းကျပ်ပြီးစောင့်ကြည့်နေတယ်လို့သိရပါတယ်။မြဝတီမြို့ KK Pack မှာရှိတဲ့ကြားဖြန့်လုပ်ငန်းတချို့ကိုစစ်တပ်ကဝင်ရောက်စီးနင်းခဲ့တာကြောင့်လောင်ကစားနဲ့ဆက်ဆက်တဲ့အလုပ်သမားတွေနိုင်ငံခြားသားတွေဟာ စိုးရိမ်မှုတွေမြင့်တက်ခဲ့ပြီးအော်တိုဘားလ22ရက်နေ့မှစကနေဆက်ကိုဖျက်ပြီးထိုင်းဘက်ကိုထွက်ပြေးဝင်ရောက်လာတာကြောင့်ထိုင်းဘက်ကအခုလိုစောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။ဒါအပြင် KK Pack အတွင်းကအဆောက်အအုံတွေကိုမြန်မာဘက်ကဘုံခွဲဖြုတ်ဖျက်ရမှာနေဆက်နေထိုင်းပြည်သူတွေမထိခိုက်စေရေးကိုတတိထားဆောင်ရွက်ဖို့မြန်မာအာဏာပိုင်တွေကို ထိုင်းမြန်မာမျိုးနွယ်အဆင့်နေချာကောမဒီ TBC ကနေတဆင့်ကန့်ကွက်စာပို့ထားပါဗျ ထိုင်းမြန်မာနယ်စပ်ကုတ်ကဲမှုစင်တာရဲ့အချက်အလက်တွေအရ KK ဘက်ကနေထိုင်းနိုင်ငံဘက်ကိုထွက်ပြေးဝင်ရောက်လာသူစုစုပေါင်း1595ယောက်ရှိပြီးအဲ့ဒီထဲမှာအမျိုးသား1330ဦးနဲ့အမျိုးသမီး265ဦးတို့ပါဝင်ပါတယ်။ထွက်ပြေးလာသူတွေထဲမှာအိန္ဒိယနိုင်ငံသား465ယောက်နဲ့အများဆုံးဖြစ်ပြီးဖိလစ်ပိုင်နိုင်ငံသား220ဦး၊တရုတ်နိုင်ငံသား185ဦး ဗီယက်နမ်နိုင်ငံသား151ဦးနဲ့အီသီယိုးပီးယားနိုင်ငံသား130ဦးတို့ကဒုတိယအများဆုံးဖြစ်ပါတယ်။ကျန်တဲ့သူတွေကတော့ကင်ညာ၊ပါကစ္စတန်၊နီပေါ်၊ယူကရိန်း၊အင်ဒိုနီးရှား၊လာအို၊တောင်အာဖရိက၊ဂါနာ၊နိုင်ဂျီးရီးယား၊တီရီလင်ကာ၊ရဝန္ဒါ၊မြန်မာနဲ့ထိုင်းနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း20ကျော်ကဖြစ်တယ်လို့သိရပါတယ်။နေဆက်ကုတ်ကဲမှုစင်တာကတော့ ဝင်ရောက်လာသူအားလုံးကို နိုင်ငံတော်လုံခြုံရေးနဲ့ပြည်သူ့ကျန်းမာရေးဆိုင်ရာစီမင်းတွေနဲ့အညီစစ်ဆေးခဲ့ပြီးတဲ့နောက်လူဝင်မှုကြီးကြပ်ရေးအရာရှိတွေအထူးတပ်ဖွဲ့နဲ့တပ်ခရိုင်နယ်စပ်က လုံခြုံရေးတပ်ဖွဲ့တွေက အနီးကပ်ဆက်လက်စောင့်ကြည့်နေတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ဖန်စီအရေးယူခံရသူ၃လအတွင်းမှာပဲလူပေါင်း60နီးပါးရှိတယ်လို့သိရပါတယ်။ အောက်တိုဘာလ29ရက်နေ့အထိအမှုပေါင်း40မှာအမျိုးသား83ယောက်အမျိုးသမီး9ယောက်စုစုပေါင်း88ယောက်ကို အရေးယူထားတယ်လို့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကအောက်တိုဘာလ31ရက်ကပြောပါတယ်စစ်အုပ်စုရဲ့ရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်တဲ့လုံဆောင်မှုတွေဝါဒဖြန့်မှုတွေကျူးလွန်နေသူတွေကိုစုံစမ်းဖော်ထုတ်ပြီး ဆက်လက်အရေးယူသွားမယ်လို့လည်းဆိုပါရယ်ပြီးခဲ့တဲ့အော်တိုဘာလ29ရက်ကလည်းဒရိုက်တာမိုက်တီဇပ်ပိုတယုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတယုတ်ဆောင်အွန်တိုင်းတို့ကိုရွေးကောက်ပွဲဇလန်းနဲ့ပတ်သက်ပြီးလူမှုကွန်ရက်မှာဝေဖန်ခဲ့တာကြောင့်ဖန်စီအရေးယူခဲ့ပါရယ်အဲ့ဒီနောက်မှာတော့ဒရိုက်တာဇပြူထွန်းသက်လွင်နဲ့ဒရိုက်တာအောင်ချမ်းလူတို့ကိုရွေးကောက်ပွဲကိုနှောက်ရှက်ဟန်တာဖြတ်ချီးခြင်းကနေကာကွယ်ရေးဥပဒေနဲ့ ဖန်စီအရေးယူလိုက်တဲ့ဆိုပြီးစစ်ကော်မရှင်ရဲ့ပြန်ကြားရေးဝန်ကြီးဌာနကအော်တိုဘလ31ရက်မှာထုတ်ပြန်ကြေညာထားပါတယ်။သူတို့ဟာစစ်တပ်ကအာဏာသိမ်းတာကိုမထောက်ခံတဲ့အပြင်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအောင်မြင်စေရေးအတွက်သူတို့တကြွတဲ့အမှုပညာကဏ္ဍနဲ့ပူးပေါင်းပါဝင်တာမရှိကြောင်းတတက်တအားပူးပေါင်းပါဝင်သူတွေကိုပြပရောက်နေသူတွေကလူမှုကွန်ရက်ကနေဝေဖန်တဲ့အပေါ်ထောက်ခံအားပေးခဲ့တာကိုစစ်စစ်တွေ့ရှိရတယ်လို့ထုတ်ပြန်ထားပါတယ်။ သူတို့ကိုရွေးကောက်ပွဲနောက်ဆက်ဟန်တာခြင်းကနေကာကွယ်ရေးဥပဒေအပါအဝင်ပြည်မှုဆိုင်ရာဥပဒေတွေနဲ့အရေးယူမယ်လို့လည်းထုတ်ပြန်ထားပါဗျ။ပြီးခဲ့တဲ့ဇွန်လ29ရက်နေ့မှာရွေးကောက်ပွဲကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့တာဖြစ်ပြီးဆေအိုစုဟာအဲ့ဒီဥပဒေပြဋ္ဌာန်းပြီးနောက်ရွေးကောက်ပွဲအပေါ်ဝေဖန်ရေးသားပြောဆိုနေသူတွေကိုစက်တိုက်ဖမ်းဆီးနေတာလည်းဖြစ်ပါဗျ။ ရန်ကုန်မိုးပြံအမြန်လန်းနဲ့ရန်ကုန်မြို့တော်အပြင်ပတ်လန်းတိဆောက်ဖို့စီမံကိန်းဥဆောင်ကောမဒီကိုဖွဲ့စည်းလိုက်တယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ခဲ့ကြောင်းမြန်မာနိုင်ငံပြန်တမ်းမှဖော်ပြထားပါတယ်။ယခုနှစ်ဩဂတ်စ်လ20ရက်နေ့မှာစတင်ဖွဲ့စည်းလိုက်တာဖြစ်ပြီးစက်မှုဇုန်တွေအကြားချိတ်ဆက်မှုကောင်းမွန်စေဖို့အတွက်ပင်လယ်ကူးသင်္ဘောစစ်ကမ်းတွေ drive port တွေအခြေပြုမျိုးသစ်တွေနဲ့တည်ယူပို့ဆောင်ရေးလမ်းကြောင်းတွေအစဉ်ပြေချောမွေ့လာစေဖို့နဲ့ ိုင်ငံရဲ့စီးပွားရေးစင်းကြံလမ်းမကြီးတစ်ခုပေါ်ထွန်းလာစေဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်။ဦးဆောင်ကော်မတီအနေနဲ့ရန်ကုန်မိုးပြံအမြန်လမ်းနဲ့ရန်ကုန်မြို့တော်အပြင်ပတ်လမ်းတို့ကိုဆက်ဆက်ပြီးလူမှုရေးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအကျိုးရှိထိရောက်စေမယ့်အမြန်လမ်းတွေရဲ့လမ်းဥကြောင်းတွေကို ရှာဖွေဖော်ထုတ်သွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။စီမံကိန်းမှာယင်းဒီမြုပ်နှံမှုတွေကို ဘတ်ဂျက်အသုံးပြုမှုအ ਨੇ ဆုံးကိုအခြေပြုပြီး PPP စနစ်နဲ့အကောင့်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပြီးရခင်စစ်ကောင်စီကထုတ်ပြန်ထားတဲ့တင်တာလုံထုံးလုံနီးတွေနဲ့အညီဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ဥဆောင်ကော်မတီအနေနဲ့စီမံကိန်းမှာနိုင်ငံတော်ရဲ့ဘတ်ဂျက်သုံးစွဲရမယ့်ကိစ္စရပ်တွေအပါအဝင်အရေးကြီးတဲ့ကိစ္စရပ်တွေကိုဆုံးဖြတ်ဆောင်ရွက်ရမယ့်အချက်တွေနဲ့ဆက်လင်းပြီးပြည်တော်စုအစိုးရအဖွဲ့ရဲ့အတီးပြုချက်ကိုရယူဆောင်ရွက်သွားမယ်လို့သိရပါဗျ စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာစစ်တပ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်မှစကားအစည်းအဝေးအတွင်းမြန်မာနိုင်ငံမှာလျှက်စစ်ရထားနဲ့လျှက်စစ်ကားစီမံကိန်းအကောင့်ထဲပေါ်ဖို့နေပြီးတော့မှမြေရောက်ရထားစနစ်နဲ့လျှက်စစ်ဘတ်ပြေဆွဲဖို့စတာတွေကိုတတွင်တွင် ပြောဆိုနေပေမဲ့၅နှစ်နီးပါးကြာတဲ့အထိဘာမှအကောင့်ထဲမပေါ်နိုင်သေးတာလည်းဖြစ်ပါတယ်။ရန်ကုန်မြို့မှာအခုရက်ပိုင်းအတွင်းမိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ို့နယ်တချို့ရေကြီးရေရှမ်းနေတယ်လို့သိရပါဗယ်။အော်တိုဘာလ31ရက်ကတညလုံးမိုးရွာသွန်းခဲ့တယ်လို့နိုဝင်ဘာလ3ရက်နေ့အထိမိုးရွာသွန်းနေဆဲဖြစ်ပါတယ်။ရေကြီးရေရှမ်းမှုတွေကြောင့်မြို့နယ်တချို့မှာယာယီတားပြတ်တောက်မှုတွေရင်ကျောပိတ်ဆို့မှုတွေလည်းဖြစ်ပေါ်နေတယ်လို့သိရပါဗယ်။မိုးစလရဲ့သတိပေးချက်မှာတော့လေပွေလိုင်းတွေနဲ့လေဖီးယားနဲ့ရေဝန်အရှိန်ကြောင့်ရန်ကုန်တိုင်းအပအဝင်ဒေသတချို့မှာနိုဝင်ဘာလ1ရက်နေ့ကနေ6ရက်နေ့အထိ မိုးတစ်ချုံရွာပြီးမိုးကြီးနိုင်တယ်လို့ဆိုထားပါဗျ။မိုးတဲထန်စွာရွာသွန်းမှုနဲ့အတူလေပြင်းတိုက်ခြင်း၊မိုးတစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်း၊မိုးသီးကျွေးခြင်း၊တရက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်တွေလည်းဖြစ်ပေါ်နိုင်တယ်လို့အသိပေးထားပါဗျ။မြမကံယူတဲ့တရှောင်းနဲ့ကံလွန်ပင်လေပြင်းတို့မှာတခါတရံမိုးတက်လေးပြင်းတွေကြာရောက်နိုင်ပြီးလှိုင်းကြီးမှာဖြစ်သလိုမိုးတက်လေးပြင်းကြာတော့မှရေပြင်းမြေပြင်းလေးဟာတနအီကို 35မိုင်ကနေမိုင်40အထိလိုင်းမြင်ကတော့9ဘီကနေ17ဘီလောက်အထိရှိနိုင်တယ်လို့ခန့်မှန်းထားပါဗျ။မိုးရွာသွန်းနိုင်တဲ့ဒေသတွေမှာရှိတဲ့ကုန်းမြင့်ဒေသအနီးနေထိုင်ကြသူတွေအနေနဲ့မြေပြုံမှုအနေရဲ့မြင့်ငယ်ချောင်းငယ်တွေအနီးနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုရှောင်ရှားကြဖို့လိုအပ်တယ်လို့သိရပါဗျ။ပြည်တွင်းရေချောင်းသွာလာရေးလေချောင်းပြန်တန်းရေးနဲ့ဆယ်မြောင်းတာတမန်တွေအနေနဲ့လည်းလိုအပ်တာတွေကိုကြိုတင်ပြုပြင်ဆောင်ရွက်ထားကြဖို့ မိုးစလဌာနကတတိပေးထားပါတယ်။ဒါအပြင်မဲဆိုင်ချောင်းရီဟာလက်ရှိအချိန်မှာရှမ်းပြည်နယ်တာချီလိမ်မြို့နယ်တော်ခန့်ကျေးရွာမှာစိုးရင်ရေမှန်းအောင်ပေတဝက်ခန့်ရောက်ရှိနေပေမယ့်လာမယ့်24နှစ်အတွင်းမှာတော့မြို့ရဲ့စိုးရင်ရေမှတ်ကိုရောက်ရှိနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။အလားတူဗီယက်နမ်ကိုဖျက်ကျော်ပြီးနောက်အားပျော်လာတဲ့မုံတိုင်းရှိန်ဟာထိုင်းနိုင်ငံကိုဆက်လက်တက်ရောက်နိုင်ပြီးမိုးရွာသွန်းမှုတွေဖြစ်ပေါ်နိုင်တာကြောင့် ဗန်ကောက်မြို့ရပ်ကွက်တွေမှာရေကြီးမှုတတိပေးချက်တွေထုတ်ပြန်ထားတယ်လို့လည်းသိရပါဗျ။